လူနာတင်ရင်အသင်းတွေက အာနာသိမ်းပြီးချိန်ကစပြီးဖိအားမျိုးစုံခံရတဲ့ပရဟိတအဖွဲ့တစ်ခုဖြစ်ပါလေ။ဖန်စီခံရတာတွေ ရှိသလိုပြစ်ခတ်ခံရတာတွေလည်းရှိပါတယ်။ရင်ပေါ်ပါလာတဲ့လူနာကတစ်ဖက်ဖက်နဲ့ပတ်သက်ဆက်နွယ်သူဆိုရင် အရင်ဆုံးပြစ်မှတ်ထားခံရတာကလည်းလူနာတင်ရင်မောင်းတွေပါပဲ။အချိန်မရွေးဖန်စီခံရပြစ်ခတ်ခံရတာတွေကြောင့်လူနာတင်ရင်မောင်းဖို့ဆိုတာအန်ဒီရဲ့အယမ်းရှိတဲ့ အလုတ်တစ်ခုဖြစ်လာနေတာပါဒါအပြင်လူငယ်တွေနှဲပါလာလို့ပရဟိတအသင်းမှာကူညီသူတွေမရှိတော့တာရန်ပုံငွေရရှိဖို့ခက်ခဲလာတာတွေကိုလည်းရင်ဆိုင်နေကြရပါတယ်ဒီအခြေအနေတွေကြောင့်လူနာတင်ရင်အသင်းတွေကနှဲတဲ့နှဲပါလာနေပါပြီဒါကြောင့်လဲခုအချိန်မှာနယ်ဘက်မှာရှိတဲ့ပြည်သူတွေကျမ်းမာရေးနဲ့ပတ်သက်ရင်အချိန်မီဆေးကုသနိုင်ဖို့အခက်အခဲရှိလာနေပါတယ် ထန်းငံကတနာဘူရီခိုင်မှာ စပိန်ညဆိုင်ပါဝင်အလှပြင်ဆိုင်တွေဖွင့်ထားတဲ့ဆိုပြီးမြန်မာနိုင်ငံသားသူဖမ်းဆီးခံရတယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။ကတနာဘူရီခိုင်ထဲမှာမြန်မာနိုင်ငံသားတွေအလှပြင်ဆိုင်ဖွင့်ထားတာကိုဆိုရှယ်မီဒီယာတွေပေါ်တင်ညာနေတယ်ဆိုပြီးတိုက်ကြားမှုရှိလာလို့ကတနာဘူရီရတဖွဲ့ကဒွိုင်းအိုစစ်စေးဖမ်းဆီးခဲ့တာလို့ဖော်ပြပါတယ်။ဂျွန်လာရှီရဲ့မိုးလ2နာရီလောက်ကရတဖွဲ့ဝင်တွင် သမကဒေတာမှရှိတဲ့အလှပြင်ဆိုင်ထဲဝင်ဆက်တဲ့အခါမြန်မာနိုင်ငံသားအချင်းချင်းစပိန်ပြူပြင်းနေတာကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ဆိုင်မာလောက်ကန်နေတဲ့အသက်20ရွယ်ကိုထမမောင်လင်းအသက်29နှစ်အရွယ်မတန်သန်မိုးနဲ့နောက်တစ်ဆိုင်ကအသက်30ရွယ်မောင်တက်ပိုင်ဆိုတို့ကိုဖမ်းဆီးခဲ့တယ်လို့သတင်းတွေမှာဟောပြပါဗျ။အဲ့ဒီမြန်မာနိုင်ငံသားတို့ဟာ ခွင့်ပြုချက်မရှိဘဲ ဆယ်ဝင်းရအလှပြုပြီးလုပ်ကိုင်နေတာကြောင့်နိုင်ငံခြားသားတွေလုပ်ပိုင်းခွင့်ထဲကျွလွန်လုပ်ကိုင်မှုနဲ့အမှုပွင့်ထားတာပါ။ထန်းနီကမှာစစ်ပြောင်းအလို့သမားတွေဟာနိုင်ငံခြားသားတွေလုပ်ပိုင်းခွင့်မရှိတဲ့ကိုစီပို့ဆောင်ရေးအလှပြင်အနှိမ့်သေးဆယ်ဝင်းရအလန်းညွန်စားတဲ့အလုပ်တွေမှာမလုပ်ကိုင်ချဖို့လုပ်သမားဝန်ကြီးဌာနကတတိပေးထားပါတယ်။တကယ်လို့စစ်စစ်တွေ့ရှိရင်တာဝန်ပံ့ပိုးထောင်ကနေ ငါးသောင်းအထိချမှတ်ခံရနိုင်ပြီးနေရပြန်ဖို့ခံရမှာဖြစ်သလို ထန်းနိုင်ငံတွင်အလုံးလုံးခွင့်နှစ်နှစ်ပေးစိတ်ခံရမှာလည်းဖြစ်ပါတယ်